အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒီနေ့မှတော့ဖော်ကျူးတောင်းပေါ်လေးအာဒီဖော်ကျူးတောင်းအားတွေကိုကျွန်တော်ဒီကြောက်ဒီနေ့ပြောပြမလဲဆိုတော့ဒီကျွန်တော်က laptop တမားတွေမတော့ပေါ်လေးဒီ service center တွေကိုဒီဖော်ကျူးတောင်းမှာအများကြီးရှိတယ်ဆိုတော့အကြောင်းပေါ်လေးဒီကေကျွန်တော်ကဒီ video လေးလုတ်ပေးလိုက်တာအတန်ကဒီနေမကောင်းဖြစ်နေကြအောင်အတန်ကပုံမှန်မဟုတ်တာပေါ်တော့အားလုံးသိခံပေးကြပါဆိုဒီ laptop တမားရှိတူတိုင်းပေါ်လေး laptop အစ်စ်ဝယ်ယူတဲ့တူတိုင်းကဒီဒီကိုယ့်ရဲ့ laptop တွေတစ်ခုဖြစ်တဲ့အခါဒီ phone ကျူးတောင်းမှာလာပြီးတော့ ဒီ service ဒီ warranty တောင်းလို့ရတယ် warranty claim လို့ရတယ်ပေါ့လေပတ်ကံကျွန်တော်တို့ဒီ time လို့ဆိုတော့ပတ်ကံပေါ့လေပတ်ကံအမှန်ကန်ပြတ်တောင်းလို့ရတယ်ဆိုတော့ဒါကျွန်တော်ကဒီအဲ့ဒါကိုဒီကနေ့အဲ့ဒီ service center တွေကိုကျွန်တော်လိုက်ပြီးတော့ video ရိုက်ပြမှာဖြစ်ပါတယ်ဆိုတော့အဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ကဒါကျွန်တော်အတွေ့အကြုံရဆိုတော့ဒီ laptop တွေတော်တော်များများသူကဒီအဓိကတော့ main book ပေါ့လေ laptop တွေကတခုအပြင် main book ကိုလဲရတာဆိုတော့သူကတော့ဒီတော်တော်များများတော့ main bolt တွေပြန်လဲပေးကြတာများတယ်ပေါ့လေအဲ့လိုမျိုး main bolt တွေပြန်လဲပေးတဲ့နေရာမှာဒါ osu ရဲ့ဒါကျွန်တော်တို့ဒီ time bank မှာတော့ a set လို့ခေါ်ကြတာပြကျွန်တော်တို့မြန်မာမှာတော့ osu လို့ခေါ်ကြတယ်ကျွန်တော်တို့စခေါ်တော့ကတော့ asset လို့ခေါ်ကြတာပေါ့လေဒါအမျိုးမျိုးဒါဒါအရေးတော့မကြီးဘူးဆိုတော့အဲ့လိုအဲ့ဒီလိုမျိုးဒီ warranty claim ရတဲ့နေရာမှာအကောင်းဆုံးကဘာလဲဆိုတော့ကျွန်တော်ဒါကျွန်တော်အတွေ့အကြုံရပေါ့လေတခြားလူတွေအတွေ့အကြုံတော့မပြောတော့ဘူးအကောင်းဆုံးကတော့ဒါ osu နဲ့ဒီကျွန်တော်ဒီ hb ကအကောင်းဆုံးပေါ့လေ ဒါကြောင့်တော့ဒါကြောင့်မို့လို့ကျွန်တော်ခုနောက်ပါတာအော့ဆူလက်တော်လေးဆိုတော့တဘောကြလာတယ်ပေါ့လေဆိုတော့သူကဘာကြောင့်လဲဆိုတော့ service ကအယမ်းမြန်တယ်၃ရက်အတွင်းကိုပြောရတယ်ပေါ့လေဘာပက်ရက်တွေမှမရှိ၃ရက်အတွင်းကိုရတယ် HP ရတဲ့ Tony လက်ကောင်းမယ်သူကတအားအချိန်မဆွဲဘူးဗျာတခြားဟာတွေလိုမျိုးတခြားဟာတွေဆိုရင် the bat တို့နှစ်ပတ်တို့အဲ့လိုမျိုးရှိတယ်ဥပမာကျွန်တော် MS sign လို့ဆိုရင်ကျွန်တော်ဒါနှစ်ပတ်သုံးပတ်အထိအဲ့လိုမျိုးယူအချိန်ဆွဲကြတာတွေရှိတယ်ဒီမှာကျတော့ဒီရက်ကောင်းတွေကျတော့အဲ့လိုမျိုးအချိန်မဆွဲဘူးဆိုတော့ကျွန်တော်ကဒီအဲ့ဒီကောင်းတွေရဲ့တင်နေရာလေးတွေကိုကျွန်တော်ကတစ်ခု video လေးရိုက်ကြပြီးရမှာပေါ့နော် တော့အဖက်ကိုသွားကြရအောင်အဲဆိုတော့ဒါတော့ဖော်ကျူးတောင်းပေါ့လေကျွန်တော်ဖော်ကျူးတောင်းရောက်နေဆိုတော့ဖော်ကျူးတောင်းရဲ့ဒီ associate service center ဖော်ကျူးတောင်းရဲ့ဒီဒုတိယအထက်မှာရှိတယ်ဒုတိယအထက်မှာဆိုရင်ကျွန်တော်တို့ဒီဖော်ကျူးတောင်းရဲ့အပေါက်ကိုဝင်ပြီးတော့ကျွန်တော်ဒါဘက်ဘက်ကနေဝင်ဝင်ချင်းမှာဆိုတော့ကျွန်တော်တက်လီကာရှိမယ်အဲ့တက်လီကာကိုတက်ပြီးတော့တက်လီကာပထမတက်ကိုတက်ပြီးဒုတိယတက်ကိုတက်ပြီးတော့ဒါဒီဘက်ကကျွန်တော်ဒီဘက်ကိုလာလိုက်ရင်ဒီ7နဲ့ရှိတယ်အဲသူတို့ဒီကျွန်တော်မသိရင်တော့ဂိတ်က အပေါက်ကဒီရန်ရန်ကဒီအဆောင်တွေကိုမေ့တယ်ရတယ်ဒီမှာတော့ကျွန်တော်တို့ also service center ရှိတယ်ဒီ also service center နဲ့ရောက်ပြီဆိုကျွန်တော်တို့ကလက်တော့တွေကကျွန်တော်လက်တော့တွေကအမခန့်အတွင်းရှိနေသေးတယ်ဆိုရင်ကျွန်တော်ပတ်စံတပြားတစ်ချက်မှမကုန်မဲနဲ့လာပြီးတော့လာပြန်ပြီးတော့ပြင်ပေးတယ်ပေါ့နော်အဲကျွန်တော်တို့လက်တော့တွေကိုပြန်ပြီးပြင်ပေးတယ်အကယ်၍ဒီတော်တော်များများတော့ဗျသူတို့ကတော့ဒီပစ္စည်းတွေပြန်လဲပြလိုက်တာပဲရှိတယ်ဟိုလိုပြန်ပြင်ပေးတာရေလို့ကိုမရှိတော့ပဲဒါ ကျွန်တော်အတွေ့အကြုံရဆိုရင်တော့ပစ္စည်းတော်တော်များများကိုမကောင်းတဲ့ပစ္စည်းတော်များစပီကာမကောင်းရင်လည်းသူတို့ကဘုတ်ပေါ်ဘုတ်တစ်ခုလုံးလဲပေးတယ်ဒီဥမာ USB ပေါက်တွေမကောင်းရင်လည်းအပေါက်လေးတွေလဲပေးတာမျိုးပဲဘုတ်တစ်ခုလုံးတော်တော်များများလဲပေးတာများတယ်တခြားဟဲ့ဆိုတော့ပြောမယ်ဆို CPU တွေ error ဖြစ်တာဒီ power error ဖြစ်တာဘာညာလဲဆိုတော့ပြောမယ်တော့အကုန်လုံးဘုတ်အစ်စ်ပြန်လဲပေးတာများတယ်ဒါတော့သူတို့ပြောပါလေကျွန်တော်တို့ set အထဲလေးကိုတစ်ခါမှဖွင့်မကြည့်ဘူးတော့အဲ့လိုပဲကျွန်တော်တို့ပြောရမယ် အဲ့လိုမျိုးပြန်လဲပေးတဲ့အခါမှာတော့ကျွန်တော်ဒါ offset HB ကပို့ပြီးတော့ကောင်းတယ်ဖတ်တယ်ဆိုတော့ HB ကအဲ့လိုမျိုးလဲပေးလိုက်ရင်ပြန်ပြီးတော့ဖြစ်တယ်ဆိုတော့တော်တော်ရှားတယ်ဒါ offset ကတော့အဲ့လိုမျိုးပြန်ပြီးတော့ဖြစ်ချင်တယ်ပေါ့နော်ကျွန်တော် service မြန်မာဘက်က service တွေနဲ့ပြောတာတော့သူတို့တော့ဒီအခါကျရင်ဂျင်းထဲတယ်လို့လည်းပြောကြတယ် offset ကပေါ့လေဒါပေမဲ့ဒါကတော့သူတို့ company ကဆိုတော့ဒါတော့ form ဟုတ်ကတော့ကျွန်တော်လည်းတကယ်ဒီဘက်ကျလို့ဆိုတော့ကျွန်တော်အပေါ်အပေါ်ဘိုင်း အပေါ်ဘာမဲ့တာဝန်ယူရပါဘောလေတွားလာလာတာပဲတာဝန်ယူရတာအဆက်ပိုင်းတွေဖွင့်မကြည့်ရဘူးဆိုတော့ဆိုတော့ဒါတော့ also center ပေါ့လေဒီကျွန်တော်တို့ဒီထိုင်နိုင်ငံ fortune town ပေါ့လေပြီးရင်တော့ကျွန်တော် fortune town ရဲ့ location တွေကို video ထဲမှာလည်းထည့်ပေးထားမယ်အဲ့ဒါနဲ့ကြက်ရက်ကတော့ကျွန်တော်ဒီ MRI ရှိတယ်ပေါ့လေ MRI service center ရှိတယ်အ MRI service center တွေရှိတယ် MRI service center ကျတော့ဒီကျွန်တော်တို့ဒီလက်တော့ဒီလက်တော့တွေအပြင်တူတော့ဒီကတော့ mobile phone ထင်တာလေ mobile phone တွေ ဒီကလောက်တယ်ဒါတော့အဲသူတို့နှစ်ခုတော့ကတ်ရပေါ့လေဒုတိယအထပ်မှာရှိနေပါလေပေါ့နော်ဆိုတော့ okay ဒါနောက်ထပ်တနေရာကိုကျွန်တော်တို့တွားကြည့်ကြအောင်နောက်ထပ်တနေရာကတော့ဘာလဲဆိုတော့ဘုံဘုံအော်ဆက်ပါမှာ ဆိုတော့ဒါကတော့ပေါ်ကျူတောင်းမှရှိတဲ့တဲ့ပူကောက်ပေါ့လေဆိုတော့ဒီနေရာမှာအစားအစားတွေအစားအစားတွေလာပြီးတော့စားကြတဲ့နေရာပေါ့လေဒါဒီတနေရာပဲရှိတယ်အော်တိုမက်တီဒီတနေရာဘောတက်ဒီမှာလို့ဒီတနေရာပဲရှိတယ်ပေါ့လေအဲအကဲဘောတက်မှာမထားဘူးအောက်မှာဆက်မယ်ဆိုတော့အောက်ဆုံး ground မှာတော့တက်ထက်ရှိတယ်ပူကောက်တစ်ခုရှိတယ်ပေါ့လေဆိုတော့ကျွန်တော်တော့အခုဒီ Osu ကပြီးခဲ့ပြီပြီးတော့ဒီမှာဘက်မှာဆိုပါရှိသေးတယ်ဆိုတော့ ASA ပေါ့လေကျွန်တော် ASA service စတာကိုတစ်ချက်ကြည့်ကြကြည့်ကြအောင် တော့ ISA service center ကိုလာမှာဆိုရင်ကျွန်တော်တို့ဒီဒီကျွန်တော်တို့ဒီ full count ရဲ့ deployment မှာပေါ့လေ full count ရဲ့ deployment ကနည်းနည်းကြောင်းလေးကြာတယ်ကျွန်တော်ဆိုရင်ပထမ account လုပ်ဆိုတာတော်တော်လေးကိုရှာလိုက်ရတယ်ပေါ့လေဆိုတော့တစ်ဖက်ကိုလှည့်ပြပါမယ်ဆိုတော့ ISA service center ကိုလာမှာဆိုရင်ကျွန်တော်တို့ဒီဒီကျွန်တော်တို့ဒီ full count ရဲ့ deployment မှာပေါ့လေ full count ရဲ့ deployment ကနည်းနည်းကြောင်းလေးကြာတယ်ကျွန်တော်ဆိုရင်ပထမ account လုပ်ဆိုတာတော်တော်လေးကိုရှာလိုက်ရတယ်ပေါ့လေဆိုတော့တစ်ဖက်ကိုလှည့်ပြပါမယ်ဆိုတော့အားလုံးပဲမြင်ကြ ဒီကျွန်တော်အခုကျွန်တော်နောက်ကတာ ISA service center ပေါ့လေဒါ ISA service center ကလည်းအဲတခြား service center တွေနေတူပဲသူကလည်းနည်းနည်းမြန်နေဗျအဲနည်းနည်းပြန်နေဝန်ဆောင်မှုလည်းကောင်းတယ်အဲပြီးတော့ဒီဆက်ဆံရတာအဆင်ပြေတယ်ပေါ့လေအဲကျွန်တော်တို့ဒီဆက်ဆံရတာအဆင်မပြေတော့နောက်ထပ်တစ်ခုလာလိမ့်မယ်ပြီးခဏနေတော့အဲ့ဒီကိုတွားမယ်သူကအဲ့တခုတော့တော်တော်လေးကိုဆက်ဆံရတာအဆင်မပြေဘူးသောဒါဒါတော့ဖော်ကျူတောင်းရဲ့တတိယအချက်ပေါ့လေဒီကတော့အစ္စကားတော့ဆက်ဖြစ်စတာကတတိယအချက်မှာရှိတယ် ပြီးတော့ ISA လက်တော့တွေနဲ့ပတ်သက်တာတွေအဲ့ဒါတခုခုဖြစ်ရဲ့ဒီမှာလာပြီးတော့အဲ့လိုရတယ်တို့ပတ်စံကြောက်တစ်ချက်မှကုန်ခံရမလို့ပဲနဲ့ပြန်ပြီးတော့သူကအတက်လဲပြပါတယ်ပေါ့နော်ဆိုတော့ဒီမှာတော့ ့ဒီမှာတော့ကျွန်တော်နောက်ကကောင်းလေးပေါ့လေစာရရပြောင်းရဖြစ်နေတယ်ဆိုတော့ SYNNE ရေး sentence ပေါ့လေဆိုတော့ဒီကောင်းတော့ကျွန်တော်တော်တော်လေးကိုစောင့်နေကတ်တဲ့ကောင်းကိုပြောလို့ရတယ်ဆိုတော့ကျွန်တော်လည်းပြောပြရဒီကောင်းကဒီကောင်းဘယ်လိုမျိုးလဲဆိုတော့ဗျာအဲဒီလက်တော့ဒီကိုသူကကြောင့်ဒီထုဒီကျွန်တော်အစာရောအဆူရောလို့ဒီထောက်ကောင်တစ်ခုတော့ကွန်ပျူတာကိုမဟုတ်ဘူးသူကအဲ့လိုမျိုးထုတ်တဲ့ဟာတွေကိုပြန်ပြီးတော့ဒီပြန်ယူပြီးတော့သူကပြန်ရောင်းတဲ့ကုမ္ပဏီပေါ့လေသူက ပြောရရင်တော့ကျွန်တော်တို့ကဂျာကန်ကုမ္ပဏီအဖြစ်ရှိရပေါ့လေ။ဆိုတော့သူကဂျာကန်ကုမ္ပဏီအဖြစ်ရှိတာ။ဆိုတော့သူကဘလို့လှုပ်လှုပ်လို့ဆိုအမတ်ကန်ကျတော့သူကပေးတယ်။အဲသူ့မှာသူ့ဒီမှာဘာတွေအမတ်ကန်ရလဲဆိုရင်ဟိုဝါဝေးတွေရတယ်။ပြီးတော့ဒီကျွန်တော်တို့ဘာလက်ဆိုတော့ဒီ MSI တွေရတယ်။အများတော်အပြင်တော့ MSI တွေရတယ်။ပြီးတော့တခြားဒီ graphic card တွေဘာတွေညာတွေပေါ့လေ main board တွေဘာညာတွေရှိသေးတယ်။အဲအဲ့ဒီကောင်းကြီးလေဒီကတော့ ဝန်ထမ်းတွေတောင်းလို့ရတယ်ပေါ့လေဆိုတော့ကျွန်တော်ကနည်းနည်းအတက်လေးရောက်ပြောင်းဘုမလှက်ပြီးဒါကတည်းကကျွန်တော်တော်တော်လေးဆောင်ရွက်ခဲ့တဲ့စာပြစင်တာပေါ့လေဒါဆန်နက်စာပြစင်တာဒီဆန်နက်ဆိုတဲ့ဒစိလေးဒီဒစိလေးတွေပါဒီဒစိလေးပါတဲ့ဒီဘယ်ပစ္စည်းမဆိုပေါ့လေဒီမှာလာပြီးတော့ဒီကျွန်တော်တို့ဒီပကံတောင်းလို့ရတယ်ဒီမှာတော့ဟိုဘဝရှိတယ်ဟိုနာရှိတယ်ပြီးတော့ဒီတင်ပတ်တွေလီနိုဘိုလီနိုဘိုကအပေါ်မှာရှိတယ်ဗျာဒီတော့မဟုတ်ဘူး တရားကြောင်နေဆက်ဆံရတယ်တိတ်ပြီးအဆင်မပြေဘူးတိလားကျွန်တော်ကျွန်တော်မှုလာတော့မတည်ဘူးတခြားလူတွေတော့မတည်ဘူးဆက်ဆံရတယ်ကျွန်တော်တော့တိတ်ပြီးအဆင်မပြေဘူးဒီကဒီဟိုကမချေမငန်ကြီးပေါ့နော်ဒီပြောချင်တယ်လို့မပြောချင်တာလို့ဒီကဒီကကောင်းပါ service center ကောင်းပါကျတော့တခြား service center တွေလို့ဝင်ဝင်လာကြဆက်ဝတ်ဒီခတ်တွေပါညာရဲ့အဲ့လိုမျိုးလည်းမရှိဘူး ဂျာဆာဘေးစစ်တမ်းတွေမှာဆိုရင်ကျွန်တော်ဝင်တော့တာနဲ့ software ပန်းကြပေါ့လေသူတို့ယဉ်ကျေးမှုတွေလောက်ကြတယ်ဒီမှာတော့အဲ့လိုမျိုးလည်းမရှိဘူးတော်တော်လေးကိုဆက်ဆံတော့အဆင်မပြေဘူးပြီးတော့ဒီပကံပြတ်တောင်းတဲ့ခါကျတူက2ရက်3ရက်2ရက်တည်းမဖြစ်နှစ်ပတ်3ပတ်ကြာတယ်ပေါ့လေအဲ့ဒါ short ခါကျရင်တူကအဲနှစ်ပတ်3ပတ်ကြာတယ်လို့ကသူတို့ကပြောတာပေါ့လေဒါပေမဲ့ခါအများတော်အဖြစ်တော့တပတ်လွန်းတော့ရတာများပါတယ်တော်တော်လေးဖော်လို့တဲ့နှစ်ပတ်3ပတ်ကတော့တော်တော်လေးစောင့်နေတာပေါ့လေသူကလိုအပ်မရပြောထားတာပြီးတော့ စကားကတိကတနိုင်တယ်ပေါ့လေအဲသူတို့တဲ့ကိုကစပစ်သွားပြီးတော့ပစ္စည်းတစ်ခုကိုအပ်ထားတယ်ဆိုပါတော့ဗျာအဲသူကပြန်ပြောမှာကတိကတပြန်ပြောတာကဘာလဲဆိုတော့ဒီသူတို့တဲ့ကနေတခြားဒီ company ကိုစပစ်ပြန်ပို့တဲ့အခါအမကန်တန်တန်ကုန်သွားရင်တဲ့ဒီစပစ်စစ်စစ်ကပေးရမယ်ဆိုပြီးတော့အဲ့လိုမျိုးပြောတယ်ပေါ့နိဒါဘယ်ဘယ် company ကမှမပြောတဲ့ဒီစကားမျိုးစကားလုံးမျိုးပေါ့လေအဲဒါကျွန်တော်ဒီမှာဆိုတော့အများကြီးကြားရတယ်ပြောတော့လူကမေးရပြောတာဖြစ်ဖြစ်ဖြစ်နေပြီမဲ့တော့တော့ကိုကတော့အဆင်မပြေဘူးပေါ့လေအဲ့လိုကြားရတော့ Okay ဒါတော့ ီဒီ snatch ကတော့ကျွန်တော်တို့ MSI ရတယ် Huawei ရတယ်အဲကျွန်တော်အဲ့လိုအဲ့ပြီးတော့တခြားဒီ graphic card ဒီ main board ဒီဘာညာတွေရတယ်ပေါ့လေဒါတော့ကျွန်တော်တို့ဒီ Fortune Town ရဲ့အလွာလေးမှရှိပါတယ်ပေါ့လေအလွာလေးဒီမှာသူဆော့ဆော့ကကျွန်တော်ဒုတိယတတိယတက်ကဖူကောင်းရဲ့အပေါ်မှာပေါ့လေဖူကောင်းရဲ့အပေါ်မှာဒီ snatch ရှိတယ်ပေါ့လေဆိုတော့ဒီ snatch ပြီးတော့ကျွန်တော်တို့ဒါ Lenovo ပေါ့လေနောက်ထပ်ကျွန်တော်တို့ Lenovo ကိုတွားကြည့်ကြရအောင် ဆိုတော့ကျွန်တော်တို့ဒီဆက်နှစ်ရဲ့မျက်နှာချင်းဆိုင်မှာပေါ့လေမျက်နှာချင်းဆိုင်တစ်ဖက်တစ်ချမ်းမှာဆိုရင်တော့ဒီတော့ Lenovo Service Center ရှိပါတယ်သူကတော့နည်းအမောင်ကြီးချတယ်ပေါ့လေအထဲထဲမှာမမမမေးသူကလည်းဒီကျွန်တော်တို့ဒါကျွန်တော်နောက်ကတော့ဒါ Lenovo Service Center ပေါ့လေသူကလည်းနည်းနည်းအမောင်ကန်းကြီးလိုကြီးဖြစ်နေနည်းနည်းအေးသူကတော့ဒီဝန်ဆောင်မှုအနေနဲ့ထားပြဆိုရင်ပဲအတုံး user နဲတယ်လို့ပြောရမှာပြ။အဲကြောင့်လဲဆိုကျွန်တော်တွားတဲ့ခါလဲဒီဒီဟိုဟာတွေ service ပကံတောင်းတဲ့သူတွေကတော်တော်လေးနဲတယ်ပေါ့လေ။အဲသူက ဒီနိုကတော်တော်လင်းနေတယ်ကျွန်တော်ကိုယ်တိုင်ကလည်းသူ့ကိုအလွန်ဆုံးရောက်ခွာနှစ်ခေါက်ပဲရောက်ခွာအဲ့ဒီနှစ်ခေါက်ကလည်းမမတော့ပြီးတော့အတားဒုတိယတစ်ခေါက်ကတော့ပြီးတော့ရွေးတဲ့တစ်ခေါက်နှစ်ခေါက်ပေါ့လေအမှန်တကယ်ပြောရင်သူ့ကိုတစ်ခေါက်ပဲရောက်ခူးတယ်ဝန်ဆောင်မှုကတော့တအားကြီးမစိုးဘူးပေါ့လေဝန်ဆောင်မှုကတအားကြီးမစိုးဘူးဆက်နက်ဆိုရင်မဟုတ်ဘူးကျွန်တော်မောသောကတော့ဆက်နက်ရှိတယ်ပေါ့လေဝန်ဆောင်မှုအစိုးဆုံးကအဲဒီနိုကို service center မှာလေသူကလည်းအဲ project တောင်းရဲ့အလွာလေးမှရှိပါတယ်ပြီးတော့ဒီ service ဒီ Lenovo မှာကျတော့သူကဒီဟိုဟာရှိတာဗျာဒီယောက်ျားယောက်ျား မျိုးသားမျိုးသားဒီ service ဝန်ထမ်းပေါ့လေအမျိုးသမီးတော့မဟုတ်ဘူးဒါပေမဲ့တော်တော်လေးဆက်ဆံတယ်အဆင်ပြေပါတယ်ပေါ့လေဆိုတော့နောက်တစ်ခုလीဒီကကျွန်တော်ကျွန်တော်မတော်ဒီနေ့တွားလို့မရနိုင်တဲ့နေရာတွေကတော့ဒီ HB ပေါ့လေ HB ကကျတော့အာ HB ကကျတော့ဒီနေရာမှာမရှိဘူး HB ကကျတော့ဒီဒီဥမာဗျာပြောချင်တာကဒီ Snatch တို့ Snatch တို့ Acer တို့ဒီကျွန်တော်တို့ဒီ Osu တို့ဆိုတော့ကဒီပြီးတော့ Samsung တို့ဆိုတော့သူကဒီ service center ကနှစ်နေရာသုံးနေရာလောက်ရှိတဲ့ထိုင်းနိုင်ငံမှာပေါ့လေ HB ကကျတော့တနေရာပဲရှိတယ် အမှန်တကယ် HP ရဲ့ဒီ service center ကထိုင်းနိုင်ငံမှာဒီ M5 tower မှာတနေရာပဲရှိတယ်ပေါ့လေတခြားနေရာတွေမှာ HP service service center ရှိတယ်ဆိုရင်အဲ့ဒါက gym ပဲဖြစ်မယ်ဒါမှမဟုတ် gym တဲ့မှာတခြား lane ဖို့နေရာတွေပဲရှိမှာပေါ့လေ အမှန်တကယ် AB စာပြစင်တာက Fortune M5 Tower မှာတစ်ခုပဲရှိပါတယ်ပေါ့နော်တခြားနေရာတွေမှာမရှိဘူးဆိုတော့ကျွန်တော်ကြုံတဲ့အခါတော့ကျွန်တော်ကအဲ့ဒီ HB စာပြစင်တာလေးကိုဗီဒီယိုလေးလုပ်ပေးပါမယ်နေရာလေးပြောပေးပါမယ်ပေါ့နော်ဒီနေ့မှာတော့ကျွန်တော်ကဒါ Lenovo Smash ပြီးတော့ Acer ပြီးတော့ Asus MI ပေါ့လေဒီနေရာလေးတွေပြီးတော့ဟိုဒီကတချမ်းမှာတော့ဒီကဒါတော့ကျွန်တော်က Fortune Tower ပေါ့လေဒီကတချမ်းမှာကျ Roma 9ရှိတယ်ပြီးတော့သူ့မှာကျတော့ Samsung ရှိတယ် Samsung ကတော့ဖုန်းတွေပေါ့လေ mobile phone တွေလည်းရှိတယ် monitor တွေတော့ Samsung ကဒီမှမရဘူး monitor တွေဘာညာတွေလောက်ချင်ရကြတယ် sim လုံကိုတော့ရတာဒီညနေနည်းနည်းဝေးတယ်ဆိုတော့အဲ Samsung ကိုတော့ဒီနေ့ကျွန်တော်က Apple ကိုကူးပြမယ်ကူးပြမယ်မသိချင်ဘူးဒီတည်းဘူးအော်ကူးကျင်တယ်ကူးပြမယ်ပေါ့လေဆိုတော့ဒီကနေ့ရတော့ပါပဲပေါ့လေဆိုတော့နောက်ဗီဒီယိုတွေလည်းအားပေးကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်